ားလုံးပဲမင်္ဂလာပါရေဝရှင်လေးမှာပြန်လဲကျေးဇူးလိုက်ပါတယ်ဒီနေ့မေလ23ရက်နေ့ဒီနေ့မှာတော့ကဝေးဝင်ကြီးဦးရီမွန်နဲ့ဒေါက်တာဇော်ဝေဆိုးတို့ကိုအရေးကြိုပြစ်မယ်ဆိုတဲ့ဗိုလ်ချုပ်ကြီးတဦးအကြောင်းကိုကျွန်တော်တင်ပြမှာဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ PDF လောက်ကိုဝရင်တုံးနဲ့ပဲတက်ရိုက်ပြမယ်ဆိုတဲ့ဗိုလ်ချုပ်ကြီးပါ တန်မဏိလို့မာကြောတဲ့ဘုံချုပ်ကြီးပါဆိုတော့ဒီဘုံချုပ်ကြီးအကြောင်းကိုကျွန်တော်တင်ပြပေးမှာဖြစ်ပါတယ်နောက်ထပ်ဒင်းဒီမှာတော့ကျွန်တော်တို့တရက်သေးမှာ24နာရီအတွင်းအချို့ဆိုရင်နိုင်ရွက်အတွင်းအချို့ဆိုရင်9မိနစ်အတွင်းမှာပဲတိုက်ခိုက်သိမ်းပိုက်နှံ့ရတဲ့စခန်း 6လုံးအကြောင်းကိုတင်ပြပေးမှာပါ24 24 hour တရက်ထဲမှာเนาะကျွန်တော်မြင်ပါတယ်ဟုတ်ပြီကျွန်တော်ရဲ့ view ကိုအဆုံးထိဝင်းရင်ကြည့်ရှုကိုကျွန်တော်မြင်ပါတဦးချင်းစီတိုင်းကို delete စာဖိတ်ခေါ်လိုက်ပါတယ်ဥယျမုံကိုလည်းအရေးကြူပြမယ်ဒေါက်တာဆိုဝီစိုးကိုလည်းအရေးကြူပြမယ်လို့ပြောထားတဲ့ဗိုလ်ချုပ်ကြီးအကြောင်းကိုကျွန်တော်မပြောခင်မှာပရမဦးစွာ KTV ကိုသွားတဲ့အကြမ်းဖက်ဖက်စစ်ခွေရဲခွေ၃កောင်ကိုကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ KTV ကိုသွားတဲ့လမ်းမှာပဲအရှင်ဖမ်းဆီးနိုင်တဲ့အကြောင်းကိုအရင်ဆုံးတင်ပြပေးပါစီဟုတ်ပါတယ်ကျွန်တော်မကွေးတိုင်းပခုတ် KTV ကိုသွားနေတဲ့အကြမ်းဖက်ဖက်စစ်ခွေလက်ကင်တို့သူရဲ့အောက်က ရဲခွေ၃កងကိုကျွန်တော်တို့ပြည်သူ့ကာဝေးတပ်ဖွဲ့ဝင်တွေကဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်ဖြစ်တဲ့အကြောင်းကိုတာဝန်ခံကိုပါတိုင်းကဒီနေ့ထုတ်ဖော်ပြောဆိုလာပါတယ်ဖမ်းဆီးခံရတဲ့သူတွေကတော့ဒုတချက်ကြီးတီဟာအောင်ရဲတက်သားလှဖုံးရဲတက်သားစီသူလွင်တို့ဖြစ်ပါတယ်စီသူလွင်ဆိုတော့ကျွန်တော်ရဲ့ idol ကြီးနဲ့လဲတွားပြီးတော့မမားမိနေဘူးเนาะကျွန်တော်မြင်ပါတယ် ဟုတ်ပြီအဲ့လိုဖန်စီထိမ့်သိမ့်တဲ့အချိန်မှာဖုံးသုံးလုံးမြမကြက်ငွေတသိန်း9000 8000တဲ့အတူလက်ပြပုံနှလုံးကိုလည်းပဲသိစီရမိလိုက်ပါတယ် KDB သွားတဲ့လမ်းမှာဆိုတော့သူတို့တော်တော်လေးကိုစိတ်မကောင်းဖြစ်သွားမှာဘာကြောင့်လဲဆိုတော့သွားပြီးလို့ KDB မှာကဲပြီးတော့မှပြန်လာလို့အဖမ်းခံရတယ်ဆိုရင်သူတို့အတွက်ဖြေတာလို့ရသေးတယ်အခုဟာက KDB သွားတဲ့လမ်းပေါ်မှာပဲကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အရှင်ဖမ်းမိလိုက်ပါတယ်အခုချိန်မှာတော့ဒါကောင်းကောင်းမွန်မွန်ထားရှိပြီးတော့နအောင်ကိုဖုန်ခါထားပါကြောင်းဖပြင်းမဲ့ဆိုလေပြီးလို့ရတဲ့အကြောင်းကိုကျွန်တော်တို့ကအတိပေးထားပါတယ်ပြီးမှလဲဇွတ်ဇွတ်ဇွတ်ကလှုပ်လို့ကောင်းတာဘူးဗျဟုတ်ပြီဒါကတော့ KTV သွားလို့မရတော့တဲ့ရဲခွေ KTV မရောက်တော့တဲ့ အဲဘာလဲကျေစင်တို့လာမင်းတို့တော်တာတို့ချစ်လေးတို့စတတ်ထရီပို့တော်မှာအခွင့်အရေးမရလိုက်တဲ့ရေခွေ3កောင်ရဲ့ဘွားကျွန်တော်မိပါရင်သူတို့ဘလို့စိတ်ထားလေးဒါမြင်မိပါလေကျွန်တော်ရဲ့ comment မှာရေးပေးခဲ့ပါဟုတ်ပြီကျွန်တော်ဒီဒီနေ့အဓိကတင်ပြမယ့်အကြောင်းအရာအမြောက်အများရှိနေတယ်ဗျာ ဆိုတော့ဒီအကြောင်းအရာတွေကိုကျွန်တော်မပြောခင်နောက်တစ်ထူးခြားဖြစ်စဉ်လေးတစ်ခုကိုတင်ပြချင်ပါတယ်မနေ့ကဗီဒီယိုဖိုင်မှာလည်းကျွန်တော်ပြောပြပြောခဲ့ပြီးပါပြီကျွန်တော်ထိုင်းမြန်မာနေဆက်စီတော့ရှောက်မှာကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေလည်းဒါ KNU တပ်ဖွဲ့ဝင်တွေပူးပေါင်းထားတဲ့စစ်စင်ရေးဟာဒါမိုးသီးမိုးပေါက်ပြီလို့တပြောင်းပြောင်းဒဝုံဝုံနဲ့နေရာစုံပေါ်ကျဲချနေတဲ့အချိန်မှာအကြမ်းဖက်ဖက်စစ်ခွေးတက်ကတော့ပြစ်တာနဲ့ပြေအတန်ကြာနဲ့ပြေ နေထိုင်ရင်လဲခွေးပြေးဝပြေးပြေးထိုင်းအာနာပိုင်းနေနဲ့ထိုင်းစစ်တပ်ကတော့မှကျွန်တော်တို့ KNU နဲ့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကိုလှမ်းမေးနေရတဲ့အကြောင်းဟေးမင်းတို့ဒီနေ့စကန်သိတိုက်ပွဲတွေရှိလားမတို့ကြိုပြောကွာမင်းတို့စကန်သိတိုက်ပွဲလောက်တာနဲ့အကြမ်းမဲ့ဖက်စစ်ခွေးတက်ကကောင်တွေဘောင်းမီမပါပဝါမပါ ကြောက်အလန့်အာပြင်းနေတာကိုသူတို့ကကြည်ပြီးတော့ထိုင်ရီဥတက်နေရလို့ကျွန်တော်တို့တခုထူးခြားလာလေးကိုလည်းကျွန်တော်ထည့်သွင်းပြောချင်ပါတယ်ကျွန်တော်တို့ KMU နဲ့ဒါထိုင်ဒါစစ်တပ်ပေါ့ဗျာ KMU နဲ့ထိုင်းစစ်တပ်ဟာအထူးခြားတဲ့ဆက်ဆံရေးကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိတဲ့အကြောင်းကိုကျွန်တော်ရဲ့မိဘတွေကိုအသိပေးလို့ရတယ်နောက်တစ်ခုထပ်ပြီးတော့ ပုံမထူးကြတာကလည်းပဲကျွန်တော်တို့ထိုင်းမြန်မာထိုင်းမြန်မာနေဆက်စီးတောက်လျှောက်မှာလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေဟာဒါအိန္ဒိယနိုင်ငံနဲ့ဒါထိတွေ့ဆက်ဆံတဲ့နေရာမှာအကောင်းမွန်ဆုံးကွန်ရက်ပုံစံမျိုးပြီးတော့မိမိတို့ဘက်ကအာတိမ်မွေးတဲ့ဒါချင်းကပ်မှုမျိုးကိုထုတ်ဖော်ပြသနိုင်ခဲ့တယ်လို့ကျွန်တော်ဆိုရပါမယ်ဆိုတော့ငကိုကလေးကလည်းပဲဒါကရင်နဲ့ ထိုင်းဟာတော်တော်လေးကိုဒါရင်းနှီးမှုရှိပါတယ်ဆိုတော့လက်ရှိအချိန်မှာကျွန်တော်တို့ဒါထိုင်းမြန်မာနေဆက်စီးမှာတောက်လျှောက်မှာရှိတဲ့အချမ်းဖက်စစ်ခွေးတက်တွေအကုန်လုံးကိုအမုတ်ကျိတ်နေတဲ့ဂဏိတိုက်ပွဲမှာထိုင်းဘက်ကလည်းအာကုညီမှုတွေရှိနေပါတယ်လို့ဒါအနေငယ်တင်ပြခြင်းပါတယ်ဟုတ်ပြီဒါဆိုရင်တော့ဝေါ်လီကနေလီ ဘလတ်တူမော်ခီတေဘောဘူစကန်းတွေကိုကျွန်တော်တို့ KNU နဲ့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေတိုက်ခိုက်သိမ်းပိုက်လိုက်တာကျွန်တော်ရဲ့ YouTube channel မှာစကန်းတလုံးစိုးအောင်လို့ပဲပြောယုံရှိသေးနောက်ထပ်စကန်းတလုံးကလည်းစိုးအောင်သွားပြီဒါအပြင်နောက်ထပ်စကန်းထဲမှာရှိတဲ့အကြောင်းဖတ်စစ်ခွေးတက်ကလည်းပဲပေါင်းဆိုတဲ့တနတ်တန်တော် မကြားရသေးဘူးလေတိုးတဲ့အတန်ကြားတာနဲ့ပြေးဆိုတော့စကန်တစ်ခုပြီးတစ်ခုတိုက်ခိုက်သိမ့်ပိုက်ပြီးစင်းလုတ်နေရတဲ့ဒါကျွန်တော်တို့တော်မှတခါတည်းရင်ဒါအပတ်မမီတဲ့ပုံစံမျိုးတောင်ဖြစ်နေပါတယ်ကျွန်တော်ပြောပြီးသားကရင်တွေချဲပေါက်ထားတယ်ဒါကြောင့်24နာရီအပြည့်ခေါ်ခေါ်တီးမှာပြင်းနိုင်ရင်တော့လုတ်မယ် ဟုတ်ပြီအရင်ကထူးခြားတဲ့အကြောင်းအရာသတင်းကြီးစပါပြီဒါကတော့ reblue ကိုငါကိုယ်တိုင်တိုက်ပြမယ်ဆိုတဲ့ဘုံချုပ်ကြီးကျွန်တော်ကာကွယ်ရေးဝန်ကြီးဦးရီမွန်တို့ပြီးတော့ဒေါက်တာဇော်ဝေစိုးတို့ကို အရေးကြိုပြမယ်ဆိုတဲ့ဘုံချုပ်ကြီးကျွန်တော်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တွေကို ဝရင်တုံးနဲ့ပဲရိုက်ပြမယ်ဝရင်တုံးနဲ့ပဲအနံယူပြမယ်ဆိုတဲ့ဘိုးချုပ်ကြီးတမဏိလို့မာကြောတဲ့ဘိုးချုပ်ကြီးတူအကြောင်းကိုကျွန်တော်တင်ပြပါတော့မယ်ဆိုတော့ဒီဘိုးချုပ်ကြီးဟာအကျံဖက်စစ်ခွေးတက်ရဲ့လက်ရှိကျွန်တော်ပြည်သူရဲ့အာဏာကိုသိမ်းထားတဲ့ အရက်ကငားပေလေးလက်မအရက်ကမမီညံရေပါမပြည့်တဲ့မာအာလပိအပ်ထားတဲ့ဝနကြော်ထင်ဘွေရတန်အမတ်ကြီးဘူဂျုံကြီးဖြစ်ပါတယ်ဟုတ်ပြီဒီဘူဂျုံကြီးကကျွန်တော်တို့လူငယ်နှစ်ဦးကဂျပန်စပိန်လေးနဲ့ ကျွန်တော်တို့လူငယ်နှစ်ယောက်ဟာမိမကြီးစပိန်လေးစီးပြီးတော့အဲ့ဒီတန်မင်းလိုမာကြောပါတယ်ဆိုရဲဘူတူကြီးဥယျမွန်နဲ့ဒေါက်တာဇော်ဝေဆိုးကိုအရေးကြိုပြမယ်ကျွန်တော်ပြည်သူ့ကဝေးတပ်ဖွဲ့ဝင်လူငယ်တွေကိုဝရင်တုံးနဲ့တိုက်ပြပါမယ်ဆိုရဲဘူချုပ်ကြီးမနေ့ကလျှော့သွားပြီနော်ဆိုတော့ဒီပြစ်စင်ကို ကျော်တပြခြင်းတဲ့အကြောင်းအရာကဒီနိုင်ငံရဲ့အာနာတွေထိတ်ဆုံးအာနာနော်ပြီးတော့မအားလားမင်းအွန်လိုင်းကိုယ်တိုင်အားထားရတဲ့သူပြီးတော့နိုင်ငံတကာမှာလည်းတန်အမတ်ဖြစ်တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့သူလက်ရှိကျွန်တော်နိုင်ငံအတွင်းကလူငယ်တွေကိုအကြမ်းဖက်စစ်သားစုဆောင်းဖို့စစ်မှုရန်ဥပဒေထုတ်ပြန်ဖို့ပြီးတော့ယူစောတီအဖွဲ့တွေကို ဖွဲ့စည်းဖို့အတွက် အကြံပေးခဲ့သူသူကလက်ရှိအကြံဖတ်မင်းအောင်လှန်ရဲ့အကြံပေးပုဂ္ဂိုလ်ဖြစ်ပါတယ်အဲ့ဒီဘုဇုတ်ကြီးရဲ့နာယေးတရင်လဲထွက်ပေါ်လာပါတယ်ဒါကတော့အကြံဖတ်ရက်ွက်ကကောင်းတွေမင်းအောင်လှန်တဲ့အပေါင်းပါတတိုက်တရုံဝင်အတီးပြုတ်လိုက်တယ်လို့ပြောချင်တာပါဟုတ်ပြီ ဒီလိုပေါ်ချုပ်ကြီးကိုကျွန်တော်တို့လူငယ်နှစ်ယောက်ဟာစပိန်လေးတစ်စီးနဲ့ပဲတွားရောက်တုတ်တင်ရှင်းနေကြတာပါဒီနေ့မနေ့ပိုင်းစောပိုင်းမှာဂျမ်ဖက်စစ်ခွေးတက်ကကောင်းကြီးက CCTV record မှတ်တမ်းတွေရရှိထားတဲ့အတွက်အဲ့ဒီတရားခံနှစ်ဦးကိုအမြန်ဆုံးဖမ်းဆီးနိုင်ရမယ်ဆိုတဲ့ဒါထုတ်ပြန်ကြေညာချက်တွေထွက်လာတယ်ပြီးတော့ ရန်ကုန်မြို့ထဲတဲကထိတ်သီးခေါင်းဆောင်တယောက်တကယ့်ကိုအထင်ကရဝနာကြော်ထင်ဘွဲရတန်မတ်ကြီးဟောင်းပြီးတော့မင်းအောင်လှိုင်ရဲ့လူယုံအကြံပေးပုဂ္ဂိုလ်တယောက်ကိုကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်ယူကြီးနှစ်ဦးဟာစပိန်လေးနဲ့သူတို့အိမ်ရှိမှာပဲလာရှင်းသွားတယ်ဆိုတော့သူတို့အတွက်တော်တော်လေးကိုမခံမရဖြစ်သွားတာပါ ဒီလိုအချိန်တွေမှာသူတို့ပြန်ပြီးတော့ထုတ်ပြန်လိုက်တဲ့အကြောင်းအရာက CCTV record တွေရထားတယ်။အဲ့ဒီနှစ်ယောက်လုံးဝပြေးမလွတ်တော့ဘူး။ပြောချင်တာကတော့အဲ့ဒီနှစ်ယောက်ပြေးစရာညီမရှိတော့ဘူးပေါ့ဗျာ။ကျွန်တော်တို့စိုးရိမ်သွားတာအမှန်ပါ။ကျွန်တော်မိဘတွေလည်းအယံကိုစိုးရိမ်သွားမယ်လို့ကျွန်တော်လည်းထင်ပါတယ်။ဟုတ်ပါတယ်။ CCTV မှတ်တမ်းတွေထွက်လာပေမဲ့လုံခြုံရေးစိတ်ပူဖို့ မုံမှုချုပ်ကြီးချိုထွန်းအောင်ကိုရှင်းလင်းခဲ့တဲ့မျိုးပြပျောက်ကြားယူကြီးအဖွဲကပြောဆိုလာပါတယ်ရေလေမိုက်တယ်တော်တော်လန်းနေကွာကျော်ဟောလိဝုဒ်ဘောလိဝုဒ်ပြီးတော့အရှင်ကားတွေကျွန်တော်မိပါတွေကြည်မှုတယ်ကျွန်တော်ညီကိုမော်မတွေဒီအရှင်နဲ့ပတ်သက်ပြီးတော့ဒါထောက်လန်းရေအဲပြီးတော့ကျွန်တော်တို့ အခုလိုမျိုးပေါ့ဗျာဒါတုတ်တင်ရှင်းလင်းတဲ့ချောင်းမြောင်းပြက်ခတ်တဲ့အခြေအနေတွေကိုရုပ်ရှင်ကားတော်တော်များများမှာကြည့်မှုမှာပါကျွန်တော်လည်းအရင်ကနှစ်သက်ခဲ့ရတဲ့ရုပ်ရှင်ကားတွေအများကြီးရှိပါတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံအတွင်းမှာရှိတဲ့ကျွန်တော်တို့လူငယ်တွေကအဲ့ဒီ Hollywood Bollywood ဆိုတဲ့ driver တွေ actor တွေစပုတ်ဇယံတွေထက်တာလွန်ပြည့်စုံကောင်းမွန်စွာနဲ့လုပ်ပြသွားတာဖြစ်တယ်တစ်ဖက်က GDP မတန်းရှိတယ်ဖမ်းပြမယ်တဲ့ သူတို့သတင်းထုတ်ပြန်ပြီးမနေ့မနောမှာပဲကျွန်တော်တို့မြို့ပြ UG တွေကကျွန်တော်မြို့ပြပြည်သူတွေစိတ်ပူမှာဆိုလို့စိတ်မပူပါနဲ့တဲ့အဖေကရှင်းသွားပြီအာနာယူအုပ်စုကြောက်နေတာလည်းမပြောနဲ့ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်လူငယ်တွေကိုဘလောက်တောင်ကြောက်လဲဆိုရင်နေပြည်တော်ရဲ့ စီဝေးတိုင်းမှာထုတ်ဖော်ပြောဆိုရတဲ့အကြောင်းကိုလည်းကျွန်တော်မိပါတွေကြားရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့ရှင်းလင်းတုတ်တင်ခံပြီးတော့တိတ်ဆုံးခဲ့ရတဲ့ဗိုလ်ချုပ်ကြီးညိုထွန်းအောင်ရဲ့နာရေးကိုဒီကနေ့မေလ23ရက်နေ့မှာအကြမ်းဖက်စစ်ခွေတက်ရဲ့သတင်းစာမှာပါလာပါတယ်စိတ်တော့မကောင်းဘူးပါတယ် ကျွန်တော် PDF တွေကိုဝင်းတုံးနဲ့ပဲတိုက်ပြမယ်။ဘာလဲ။ဥယျာဉ်မော်နဲ့ဒေါက်တာစိုးရီစုကိုအရေးပြုအရေးကြိုးပြမယ်။ဘာဖြစ်လဲ။ Revolu ကိုဖမ်းပြမယ်။ကျွန်တော်ဟိုချင်းလေးသွားသတိရတယ်ဗျာ။နေရောနေလို့ကောင်းရင်လား။သတိရရင်နောက်တစ်ခါလာပြန်ပြောပါဆိုတဲ့ချင်းကိုသွားသတိရတယ်။ဆိုတော့ကျွန်တော်ချင်းဆိုလို့တော့အတန်မကောင်းဘူးဗျာ။ကျွန်တော်ကဂီတစာဆိုတာ ဂီတကိုစာလို့ဆိုတယ်လို့ကျွန်တော်ရဲ့ဒါရဲဘော်ရဲဘက်တငယ်ချင်းတွေကအမြဲတမ်းကျွန်တော်ပြောပါတယ်ဟုတ်ကဲ့ပါဒီလောက်ဒီခန္ဓာဒီလောက်ဒီထေဝါဒီလောက်ထက်ယာဒူးတွေပိုင်ဆိုင်ထားတဲ့သူကိုကျွန်တော်တို့လူငယ်နှစ်ဦးကဂျပန်စပိန်လေးစီးပြီးတော့တုတ်တင်ရှင်းလင်းနိုင်ခဲ့တယ်ဆိုတော့ကျွန်တော်ရဲ့မိဘပြည်သူတွေရဲ့သဘောထားမှတ်ချက်တွေကိုထပ်မံပြီးတော့ကျွန်တော်ရဲ့ comment မှာအပြည့်အဝရေးသားဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဒါဟာ ျွန်တော်တို့ရဲ့တမိုင်းမှတ်တမ်းဝင်တကယ့်ကိုထူးချွန်ပြောင်ပြောင်းတဲ့တကယ့်အစအရှင်လဲအရန်ဆန်တယ် drama လဲအရန်ဆန်တယ်ပြီးတော့ကျွန်တော်တို့ဒါစုံတော့ဝိထုတွေထပ်သားလုံးကောင်းမွန်တဲ့အဖြစ်အပျက်ကိုကျွန်တော်လူငယ်တွေကကျွန်တော်မိဘတွေကိုလုတ်ပြနှိုင်ခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ပါစိတ်ပူစရာ မရှိပါဘူးခင်ဗျာ ျွန်တော်တို့က CCTV အောက်မှာအလုလုတာမဟုတ်ဒီကောင်တွေ CCTV ရမှာကိုကြိုတိထားပီးတာဖြစ်ပါတယ်သူတို့ထုတလဲရရှိသွားတာမျိုးမဟုတ်ပါဘူးလိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ပြီးသားတိလဲတိထားပါတယ်ဒီလောက်ပဲတဲ့ပြောချင်တာကတော့တဲ့မဆိုင်တဲ့ပြည်သူကိုကျွန်တော်တို့ပါစုပြီးလုပ်ပြီးတော့ပြန်ဖမ်းမှမို့ပဲကျွန်တော်တို့ပြည်သူတွေက ကျွန်တော်တို့ပြည်သူတွေပြန်ဖန်ခံရမှာကိုပဲကျွန်တော်တို့လူငယ်ယူကြည်တွေကစိတ်ပူတာပါတဲ့ကျွန်တော်တို့လူငယ်တွေကထွက်လာတဲ့စကားကြွမိပါတယ်တစ်ခေါက်လောက်ပြန်နာထားပေးပါကျွန်တော်တို့စိတ်ပူတာကတဲ့ကျွန်တော်တို့ဆိုပြီးတော့ပြောချင်တာကအမြင်တက်ပြီးတော့ကျွန်တော်တို့ပြည်သူအပြစ်မဲ့ကျွန်တော်တို့လူငယ်တွေကို ဖမ်းမှာကိုပဲကျွန်တော်တို့စိတ်ပူတာပါတဲ့ဒီလောက်ခက်ခဲတဲ့အလုပ်လေးလကြော်ပြင်ဆင်ပြီးတော့ဂျန်သူရဲ့နေမြေအတွင်းထဲမှာစပိန်လေးတစည်းနဲ့ဘာနောက်ဆုံးပေါ်နီးပညာတွေမှမပါဘဲနဲ့ဘာချီကာတွေမှမပါဘဲနဲ့ဘာလုံးုံရေးမှမရှိဘဲနဲ့ဘာအထောက်အပံ့မှမရယူဘဲနဲ့ ဘူချုပ်ကြီးကိုတန်မတ်ကြီးကိုမာလာရဲ့အကြံပေးပုပ်ကူကြီးကိုဝနာကြော်ထင်ဘွဲရတကယ်ထိတ်တန်းအရာရှိတယောက်ကိုရှင်းခဲ့တဲ့ကျွန်တော်လူငယ်တွေကသူတို့အတွက်မပူပါနဲ့မိဘပြည်သူတွေလူငယ်တွေအတွက်ကိုပဲကျွန်တော်တို့ကပြန်ပူတာပါဒီတော်လှန်ရှင်း ြီးပြီလူတော်ပြောလို့ရတယ်ကျွန်တော်ပြောချင်တာကတော့ကျောင်းတော်လန်ရေးကအွန်တိုင်းပြီးသားဒီအွန်တိုင်းရေးမှာအဆုံးတက်ဖို့အတွက်ပြီးတော့တစ်ဖက်ရန်သူကပဲပြိုကျနေပြီးသားကျွန်တော်မိုဒီစကားပြောတာမဟုတ်ကျွန်တော်ဟာ97အာနာတိန်းတဲ့က ဒါကရင်ပြည်နယ်မှာတာဝန်စတင်ထမ်းဆောင်ခဲ့တဲ့ရဲဘော်တူဖြစ်တယ်။ကရင်နေပြည်မှာကရင်စစ်ပညာသင်တန်းတက်ခဲ့တဲ့ရဲဘော်တူဖြစ်တယ်။တောင်ပိုင်းရဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်သင်တန်းကိုတက်ရောက်ခဲ့တဲ့ SC ကိုပိုင်နံပါတ်ထွက်ထားတဲ့ရဲဘော်တူဖြစ်တယ်။ကရင်စစ်ပညာကိုသင်ကြားခဲ့တဲ့ကျတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်စစ်ပညာတွေကိုသင်ကြားခဲ့တယ်။ပြီးတော့အရခတက်တော် AA ရခိုင်ရဲ့အရာရှိတွေတင်ကြားတဲ့စစ်တင်တန်းကိုလည်းတက်ရောက်ခဲ့သူဖြစ်တယ်။ပြီးတော့တမ6တမ9တမ5အထိတာဝန်ထမ်းဆောင်ခဲ့တဲ့ရဲဘော်တဦးလေးဖြစ်တယ်။ဆိုတော့ကျွန်တော်တက်ခဲ့တဲ့တင်တန်းတွေနဲ့ကျွန်တော်တိုက်ပွဲဝင်ခဲ့တဲ့တိုက်ပွဲတွေအတွင်းပြီးတော့ကျွန်တော်ကျင်လည်ခဲ့တဲ့ရဝန်းတွေမှာကျွန်တော်တွေ့မြင်ရတဲ့ကျွန်တော်တို့လူငယ်တွေအကြောင်းကျွန်တော်အသိဆုံးပါ အပွင့်လင်းဆုံးပြောမယ်ဆိုရင်ဒါစကားကြီးပြောတာမဟုတ်ပါဘူးလက်ရှိ NUG လက်ရှိဝင်ကြီးတွေထက်ကျွန်တော်တို့ပိုသိဘာဖြစ်လို့လဲကျွန်တော်တို့စစ်တင်နှန်းကိုအခြေခံကစတက်ခဲ့ရတာဂျေဘော့တွေနဲ့တပကန်ထဲမှာအတူတူစားရတာမိုးရီတီးတန့်စွာရွာသွန်းနေတဲ့အချိန်မှာသမင်းစားဖို့တန်းစီရင်းနဲ့ကျွန်တော်တို့ ဒါစတိပကစတိပကံလေးထဲမှာရေတွေကပြည့်သွားရေတွေတုံလိုက်ပကံလေးကပြီးတော့တန်းစီပြီးတော့ထပ်ဆောင်လိုက်ထမင်းထဲတဲ့နေရာရောက်ပြီးတော့ဟင်းထဲတဲ့နေရာကိုဖြတ်ပြီးတော့တန်းစီရသည်အဲ့တော့ထမင်းထဲထားတဲ့အဲ့ဒီစတိပကံလေးကိုအပေါ်ကမိုးရေတွေကကြမိုးကစက်တိုက်ရွာတာ24နာရီကျွန်တော်တို့နေမမြင်ရအောင်အဲ့လောက်ထိရသည်ဘူးဆိုတာအဲ့တော့ဟင်းပြည့်တဲ့ဟင်းဝေတဲ့နေရာကို မရောက်သေးဘူးကျွန်တော်တို့ရဲ့တမင်းပကံထဲမှာရေလုံးပြုတ်ဖြစ်သွားပြီ။ဘိုက်ကလည်းအယမ်းစာလူကလည်းပင်မန်းတမင်းကဟင်းစီမရောက်သေးဘူးအဲ့တမင်းကုန်သွားပြီ။အော်ဟင်းပေးတဲ့နေရာကိုရောက်လဲရောက်ပေါ့အတကုံတီးမယ်ပေါ့ဗျာကြွမ်းပြီးပါလေဝတာရုံကြီးလက်သီးစုတ်တံကျွန်တော်နိုင်ငံတကာမှာဒါကျွန်တော်တို့တွေ့ရပါတယ် ဒါဥမာဆိုတော့စင်ကာပူတို့အဲပြီးတော့အမေရိကတို့ပြီးတော့ UK တို့ Australia လို့စတဲ့နိုင်ငံတွေမှာပြည်သူကိုကာကွယ်တဲ့တို့ရဲ့စစ်သားတွေစားရတဲ့အစားအစာအသားဆိုပုံစံတစ်မျိုးအသားဓာတ်တွေပရိုတင်းတွေပြည့်ဝဖို့အတွက်ဗီတာမင်တွေပြည့်ပြည့်စုံဖို့အတွက်အသီးအရွက်တွေကတဖို့ကျွန်တော်တို့ဟင်းရှိကိုရောက်လဲရောက်ကိုကျွန်တော်တို့ ကိုပေးတဲ့ဟင်းတုံးကြီးကကျွန်တော်ပြပါကျွန်တော်ပို့မပြောဘလောက်ကြီးရှိတယ်ကျွန်တော်ပြပါဘလောက်ကြီးရှိလက်သီးစုံလောက်ရှိအဲ့ဒါဘာလဲဆိုတော့မြစ်ပြုတ်အတုံးတကယ်ပဲဘုန်းနာသားတွေတည်ကျွန်တော်တို့ဘလောက်ကြီးခက်ခဲခဲ့ရလဲဆိုတော့မြစ်မြစ်ပြုတ်ပြီးသားသမင်းခုနကကဂျီလုံးပြုတ်ဖြစ်နေတဲ့သမင်းပေါ်ကိုတယောက်တုံး ဆွဲတာအကုန်နာပဲကျွန်တော်အမိပါ။နောက်နေ့ချက်တန်းစီ။နှိပြကုံသွားလို့မပြီးရေ။အခုချိန်ဒီဒါကစ်ချင်းပေါ့နော်။အာကစ်ချင်းအတွက်ဒါချက်ပြုတ်ပေးတဲ့သူတွေတက်ရှိထင်ရှားရှိနေသေးပါ။ကျွန်တော်သူများအကြောင်းပြောနေတာမဟုတ်ကျွန်တော်အကြောင်းမှကျွန်တော်ပြောနေတာ။ဆိုတော့ဒီလိုအခြေအနေမျိုးမှာစခဲ့တာ။ NUG မပေါ်သေးဘူး။ ဆိုတော့ဒီအချိန်နည်းကကျွန်တော်တို့ရုန်းကန်ခဲ့တဲ့ကျွန်တော်တို့လူငယ်တွေအကြောင်းကျွန်တော်တို့သိဆုံးမှာဒါကြောင့်ကျွန်တော်လူငယ်တယောက်ကျွန်တော်ရဲဘော်တယောက်ကျွန်တော်ရဝန်းကကိုရှမ်းလေးရေဒီလိုမျိုးလေးရှိပါတယ်ဆိုရင်ကျွန်တော်ဘလို့မှကိုနေလို့ထိုင်လို့မရအောင်ပြီးခဲ့တဲ့ဂျပန်မှာကျောင်းတငယ်တယောက်ကျွန်တော်ဆက်သွယ်လာတယ်လက်နက်ကြီးထိထားတယ်နစီကွဲထားတယ်ရဲဘော်တဦးပါသူခွဲစိတ်ဖို့အတွက်အစင်မပြေတဲ့အကြောင်းကိုကျွန်တော်လမ်းဆက်ပြီးတော့ ဆက်တွေ့တာပေါ့ဗျာဘယ်လိုဆိုပြောမယ်ဆိုရင်တော့အကူကြီးတောင်းတာပေါ့ဗျာကျွန်တော်တို့မှာကလည်းကျွန်တော်တို့ပဲရှိတယ်ဗျာတိုင်းမင်းစားရှိလဲကျွန်တော်တို့ပဲရသည်ဖြစ်ဖြစ်မရသည်ဖြစ်ဖြစ်အမြဲတမ်းကိုရှမ်းရေကျွန်တော်တို့တော့ဘလူလီဘလူလီပေါ့နောက်ထပ်နှစ်ယောက်ကလည်းပဲတိုက်ပွဲတွင်းမှာရရှိခဲ့တဲ့ဒဏ်ရာဖြစ်ချင်တော့၃ယောက်လုံးကဆေးကိုတက်ကြမယ်ဆိုတော့ကျွန်တော်လည်းမတက်နိုင်ဘူးဒါပေမဲ့လည်းပဲကျွန်တော်တို့အဆင်ပြေပါတယ် ကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့ညီပင်ရဲပေါ်တည်းကျွန်တော်တို့ညီကိုအကြောင်းကျွန်တော်တို့သိပြီးသားဒါကြောင့်ဘလို့ကောင်းနေဘလောက်တိရာတို့ကြီးပါစီဘလို့မျိုးလေလုံးပဲပြစ်ပါစီကျွန်တော်တို့မလုံနိုင်တဲ့အရာလုံးဝမရှိဘူးဒါကြောင့်လည်းပဲကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်လူငယ်ဟိတ်ဆိုတာနဲ့လက်ရှိစစ်မြေပြင်မှာအကြမ်းဖက်စစ်ခွေးတက်ကအရင်ဆုံးဘာလုပ်တာလဲသိလားကျွန်တော်မြင်ပါလေချောင်းပစ်ကူအရင်ဆုံးစက်ပေါက်တာ ကျွန်တော်တို့မတိုက်ရသေးဘူးเนาะကျွန်တော်တို့ ਨੇ ဗရေမဆိုင်ကားဟာသူပြစ်ကိုပြစ်ဖို့လို့ကျွန်တော်တို့အင်အားတွေအယံကြီးလို့ကျွန်တော်တို့ရဲ့ပြစ်အားတွေအယံများလို့ကျွန်တော်တို့ဘက်ကလက်နက်ကြီးတွေတရက်ဆက်ပြစ်ခတ်နေလို့ကောင်းငွေမှာ drone တွေကလည်းအစီးရအမြောင်များဘုံတွေကျဲချနေလို့သူတို့တွေမခံနိုင်တော့တဲ့အဆုံးမှဒီကြောင့်ပြစ်ကိုတောင်းတာမဟုတ်ဘူးကျွန်တော်တို့သူတို့ area တဲကိုရောက်ပြီဆိုတာနဲ့တိုက်ပွဲတော်မဖြစ်သေးဘူးသူတို့ကလေးရောင်းလေးရောင်းပြက်ကိုအရင်တောင်းတာ လေချောင်းပစ်ကူလာတယ်ပစ်ပြသွားတယ်သူကလည်းဖောက်တယ်ဖောက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 ်ပြီးတော့အတန်တိတ်သွားဘာဖြစ်လို့အတန်တိတ်သွားတာလဲအကုန်လုံးပြီးသွားတယ်အချို့အကြောတင်းတဲ့ကောင်တွေရှိတယ်မင်းပါလဲငါပါလဲဆွဲမယ်ကွာတတ်လာခဲ့အဲ့ကောင်တွေလည်းကုန်တာပဲ အရင်အစပိုင်းမှာအစပိုင်းကျွန်တော်တို့တိုက်ပွဲတွေပေါ့နော်ဒါကြောင့်ကင်းပြီးနေအစပိုင်းတိုက်ပွဲတွေမှာဆိုရင်ကျွန်တော်တို့တက်မှာ6မှာတိုက်ပွဲဒါဖြစ်ပွားမှုပေါ့နော်အကျွန်တော်ရှိနေတဲ့အချိန်ပေါ့တိုက်ပွဲဖြစ်ပွားမှုများတယ်အဲ့ဒီမှာဆိုရင်ပရမအူဆုံးဒါပေါ့နော်တိုက်ပွဲတွေမှာအစောပိုင်းတိုက်ပွဲတွေမှာဆိုသူတို့ဘက်ကအတကုံခံပြစ်တယ်အာလက်နဲ့အင်အားလူအင်အားပြီးတော့မာကြောတယ်အဲ့ဒီအချိန်ကျွန်တော်တို့အရန်ခတ်တိုက်တာအရန်ခတ်ကျွန်တော်တို့ဘက်ကအတွေ့အကြုံနှုတ်ဒါပေမဲ့ကျွန်တော်တို့မှစိတ်ချက်က အမြင့်မားဆုံးမှာရှိအဲ့ဒီအချိန်မှာသူတို့ရှိမှာလူဟောင်းတွေရှိနေသေးတယ်လို့ကျွန်တော်ပြောချင်တာအဲ့တော့ဒီလူဟောင်းတွေကတိုက်ရိုက်ခိုက်ရပြဝတဲ့သူတွေပေါ့ဗျာဆိုတော့ကျွန်တော်တို့နဲ့တွေ့ရကျွန်တော်တို့ကျွန်တော်တို့ဒီကောင်တွေကဘလို့တနာတွေပေါ့ဗျာဒီကလေးတွေခြာတိတ်နေပေါ့တနက်တန်တစ်ချက်တစ်ချက်ကြားလိုက်အဲ့ကောင်တွေထွက်ပြေးမှာပေါ့နော်တနက်ထားပြီးတော့ကောင်တွေချေဦးတက်ရပြေးနေပေါ့အဲ့လိုထင်တာဒါပေမဲ့အဲ့ဒီအစောပိုင်းတည်းကကျွန်တော်တို့အမှုတ်ကျက်ခဲ့တာခဏိအချိန်ဒီနောက်ပိုင်းမှာပိုဆိုးသွားတယ်လူသစ်တွေ ကျွန်တော်အတန်ကြတာနဲ့ခွေးပြေးဝပြေးပြီးမယုံဘူးဆိုရင်ဟိုဘက်ချက်ကကကောင်းလေလုံုံရင်ကျွန်တော်တာဝန်ယူမယ်လက်ဆွဲပြီးတော့လိုက်ပြမယ်တက်မာခွန်တက်မာ6တက်မာ5တက်မာ3ထမင်းမှာကျွေးမယ်ရေဘူးလဲယူမလာနဲ့ဟိုဘက်အကြမ်းဖက်စစ်ခွေးတက်ဒါဘောစပက်ရှယ်ပလန်နဲ့မနေတဲ့ကောင်းလေအယိုးကြီးကိုက်နေတဲ့ကောင်းလေလုံုံကြီးအပြစ်တာဝန်ယူမယ်ခင်ဗျားတို့ကိုဘယ်သူမှမထိစေအောင် သမင်းအဝကျွေးမယ်ရေတန်းတိုက်မယ်လိုက်ခဲကျွန်တော်ကိုနိုင်လက်ဆွဲပြီးတော့လိုက်ပြပေးမယ်ရှင်းပါတယ်ကျွန်တော်တို့ဟာပြည်သူလူထုကမွေးဖွားလိုက်တယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအမေတွေအားလုံးရဲ့တားတွေဖြစ်တယ်ကျွန်တော်ညီကိုမောင်နှမတွေအားလုံးရဲ့နှလုံးသားတွေဖြစ်တယ်ဒါကြောင့်လည်းပဲဒီကနေ့မှာဒါကောင်းမွန်ပြည့်စုံတဲ့ကျွန်တော်စည်ရေးအစီအမံတွေနဲ့အတူ ကျွန်တော်မျိုးပြယူကြည်တွေရောကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေရောပြီးတော့ ERO တိုင်းသားတပ်ဖွဲ့ဝင်တွေရောပြီးတော့နိုင်ငံရေးစစ်ရေးပူးပေါင်းပြီးတော့ကောင်းဆောင်သောလှုပ်ဆောင်ချက်တွေအပေါ်မှာကျွန်တော်အမိပါတယ်အားနှစ်သိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်လာတဲ့ဗီဒီယိုတွေကိုဒီထက်ပိုကောင်းအောင်ကျွန်တော်အမြဲတမ်းကြိုးစားပေးပါမယ်လက်နက်ပီစီပီကပ်ပီကြောက်နေလေကျွန်တော်ညီကိုမမတူးချင်းစီတိုင်းဘေးနေကေရှင်းပါတဲ့ကြောင့်လေးနဲ့ဆူတောင်းရင်းနဲ့ကျွန်တော်ရေပေါ်ရှမ်းလေးပါ